မပန်ရလဲမပန်ရှင်ကပြောဖတ်ရှုပြီးတော့သင်ယူပြီးနောက်ဖြစ်ပေါ်ခံစားလာရတော့သင်ဤစိတ်မှာဖြစ်ပေါ်လာသည်ခံစားချက်ကိုသင်စကားဖြင့်ရေးပြပါမိခွန်နံပါတ်တက်ကသင်စကားဖြင့်ရေးပြပါဆိုရင်ကိုကကိုဖြစ်တဲ့ကိုဒီကြပြဝဖတ်ပြီးတဲ့နောက်ဘက်မှာကိုစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားချက်ရတာကိုမျိုးတွေကတစ်ခုခုတစ်ခုနှစ်ခုသုံးခုဖြစ်တဲ့လောက်ကိုခြာပြီးရေးပြီးဦး အဓိကအဓိကပြဟာသင်္ကာရရသနဲ့နောက်တစ်ခုကရုဏာယသအံကုတယသဝိရရသဖိုက်လားဝိရရသသင်္ကာရရသနဲ့ကရုဏာယသများတဲ့ကြပြတပုတ်လို့သတ်မှတ်လို့ပြတယ် သင်္ကရာယတဇာနေရမှာဖိုက်လဲသင်္ကရာယတက6ဆိုက်ခံမကြရှင်းရှင်းမြတ်တာတိကိုပေါ်ကျူးတဲ့အတွက်မင်္ဂလိတူဦးရဲ့ရှင်းရှင်းမြတ်တာကိုပေါ်ကျူးတဲ့နေရာမှာရွေရှင်တွေ့ရဲ့အေးအတာကုန်းကုန်းနဲ့ပေါ်ပေါ်လွင်လွင်ရေးနိုင်တဲ့အတွက်ကြောင့်ဒီကပြာကိုဖတ်ရှုပြီးတဲ့နောက်ပိုင်းမှာသင်္ကရာယတဆိုတဲ့ရှင်းရှင်းကိုမင်္ဂလိတူဦးရဲ့ရှင်းရှင်းမြတ်တာကိုမြင်ရတဲ့သိရတဲ့ခံစားရတဲ့ယတာကို ခံစားရပါတယ်သင်္ကာရသဂရုဏယတဇာပိုင်ဖိုက်ဂရုဏယတဇာပိုင်ဖိုက်လဲဆိုကေဂရုဏယတကိုကြာကေယဝေရှင်တွေ့ဟာသူရှေ့ရဲ့သားနဲ့သူ့ရဲ့ရှစ်သူကိုအခါတယောက်ကိုပေးလိုက်ရတယ်ပေးဖို့ဆိုတော့အကောင်ကိုကြပြမှာအေးထသာတွေ့ရတယ်ဟုတ်လားဘုံမတဲသမင်နဲ့သမင်နဲ့ဖားနဲ့တူတဲ့ရေဝေရှင်ထွေးမွေနဲ့ကြားနဲ့တူတဲ့သူနဲ့ပြိုင်ဖက်ဖြစ်တဲ့ဓာဇဓာတုကလေးဟာ ဒီနှစ်ခုကိုနှိုက်ရှင်ပြပြီးသူကအားနွဲ့တဲ့သူဖြစ်တဲ့အတွက်ကြောင့်အားကြီးတဲ့သူခွန်အားရှိတဲ့သူကိုပေးလိုက်ရတယ်သူရဲ့ရှိသူပေးလိုက်ရတဲ့အတွက်ဆိုပေးလိုက်ရတဲ့အကြောင်းကိုတိလိုက်တဲ့အခါမှာဖတ်ပြီးတဲ့နောက်ပိုင်းမှာတိလိုက်တဲ့အခါမှာဇာဖိုက်လဲရဝေရှင်တွေ့အပေါ်မှာဇာအုပ်ဇာဖိုက်ဖို့လဲတနာကိုရဝေရှင်တွေ့ကိုတနာတဲ့စိတ်ဖြစ်လာဇာနဲ့ရတာကိုလာလို့ချိန်လိုက်ရင်ရတာဟာဇာရတာမြောက်လဲကရုဏာရတာကိုခံစားရတယ်လို့ဖြေပေးဖို့ဇာအုပ် ်အံပူတရတာအံအော်တဲ့အရတာအံအော်ရှင်ကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုဇာနေရာမှာအံအော်လို့ရလဲကြောင်းဇာစာပိုက်ကိုဖတ်လိုက်ပြီးတော့အံအော်လဲမလွန်ရလဲမလွန်ရှင်လို့နောက်ဆုံးမှာပြောထားတယ်တကယ်လို့သာရွေရှင်တွေကမလွန်းဖို့အခွင့်မသာလွန်းဖို့မခွင့်မလွန်းရမဆွေးရလို့ပြောရင်လည်း จ้ามิดเลยဆိုရင်လဲသူကိုယ်တိုင်မလွတ်မဆွေးဆိုတဲ့အကြောင်းဟုတ်တယ်ဒီအချက်ကိုကြည့်ရင်ရဝေရှင်တွေ့ရဲ့သူ့ရဲ့ရှစ်သူအပေါ်မှာထားတဲ့ရှစ်ရှင်မြတ်တာကိုမြင်ရတယ်သင်္ကာရယတာကိုခန်းစားပြီးတဲ့နောက်ပိုင်းမှာသင်္ကာရယတာကိုများများကြီးခန်းစားရတဲ့အတွက်ကြောင့်အများကြီးရှိုက်တယ်ဆိုတော့သဘောကိုတည့်ရောက်တယ်အဘုဒယတာရဲ့ အတိတ်ဘယ်ကဇာလဲဆိုပုံမှန်မဟုတ်ဖြိုးဖြစ်စဉ်မဟုတ်ဖက်နဲ့ဖြိုးဖြစ်စဉ်ထက်ပိုပြီးတော့ဖြစ်လာတဲ့အခါမှာခံစားရတဲ့အရာတော်အမှုတာဖြစ်တယ်ဖြိုးဖြစ်စဉ်မဟုတ်တာမန်မဟုတ်ဖက်နဲ့တာမန်ထက်အလွန်ကြီးဖြစ်လာရင်ဇာဟောအန်အော်ဒါစိတ်ဖြစ်တယ်အန်အော်ဒါစိတ်ဖြစ်လာတဲ့အခါအမှုတာရတာကိုခံစားရတယ်ယဝေရှင်တို့ဟာသူ့ရဲ့ရှစ်သူအပေါ်မှာအများကြီးရှိုက်တယ်ဆိုတဲ့အကြောင်းကိုသိရတဲ့အတွက်ကြောင့်ဇာဟောအန်အော်မိတယ် မိန်းကလေးတယောက်ရဲ့ရှင်းရှင်းမြစ်တာကိုအတအံ့တော်တွေ့ရဆိုတဲ့အကြောင်းကိုထည့်ရတာ။ဟောရတဲ့တပုတ်လုံးရဲ့ရတခံစားမှု